ကြွကြောနေတာအကြောင်းမထော်မနှမ်းပုံစံလေးဖြစ်နေရလို့ဝေဖန်ခံနေရတဲ့ကြွကြောအိမ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကြွကြောအိမ်တော်ကတော့ရွှေချိုတရားဖြစ်ခဲ့ဘူးတလို့အလှမေပြိုင်ပွဲတွေကိုလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးသူလေးတယောက်ဖြစ်ပါရင်ကြွကြောနေတာကတော့အမှုပညာပိုးပါသူပြီးပြီးတချင်းဆိုတာတွေတရုတ်ဆောင်တာတွေကိုလည်းလှုပ်ကြည့်ခြင်းစမ်းကြည့်ခြင်းနဲ့စိတ်မျိုးရှိပါရင်တချင်းလေးတွေတော့ထွက်ရှိပြီးဖြစ်ပေမဲ့တရုတ်ဆောင်တော့မလို့ဖြစ်ပါဘူးဒါကကြောင်းရင်ရှိပါရင် ကြကြအင်နာကိုတိရစ္ဆာန်တော်လို့ဖို့လာရောက်ကမ်းလှမ်းမှုတွေကအများကြီးရှိပါရီ။ဂျိုင်းမဲ့သူမဘက်ကစင်သိမဖြစ်သေးဘူးလို့ကြကြအင်ဒါကယူဆထားခဲ့တာကြောင့်ကမ်းလှမ်းမှုတွေကိုလက်မခံဖြစ်ခဲ့ပါဘူး။ကြကြအင်နာကသူမတခုခုလောက်ဆရာရှိတယ်ဆိုရင်ကြကြနနာကိုအမြဲတမ်းတိုင်ပင်လေးရှိပါရီ။ကြကြနနာနဲ့အရင်ဆုံးတိုင်ပင်ပြီးမှဒါကလို့တင်လားမလို့တင်လားလက်ခံတင်လားမလက်ခံတင်လားဆိုတာကိုကြကြအင်နာကဆုံးဖြတ်ချက်ချလိမ့်ရှိတတ်တာပါ။ဒီကြားထဲမှာကြကြအင်ဒါကိုပွဲတွေမှာတချင်းဆိုဖို့အတွက်လာရောက်ကမ်းလှမ်းတာတွေလည်းရှိခဲ့ပါရီ။တချင်းဆိုတာ ာကတော့ကြော့ကြော့အင်နာကလည်းလက်ခံပြီးတော့လိုက်လံသိဆိုပေးလေးရှိတတ်ပါရဲ့။ဒါကြောင့်ကြော့ကြော့အင်နာကတချင်းဆိုတဲ့ဘက်ကိုပဲဖိလို့နေဖြစ်ခဲ့တာပါ။သူမရဲ့တချင်းတွေကိုလည်းပြိသက်များထံကြော့ကြော့အင်နာကမကြာခဏချပြလေးရှိတတ်ပါရဲ့။လက်ရှိချိန်မှာဆိုရင်ကော်လံဘောကနှကန်းဒီပါဝင်နမဲချီတချင်းတွေအများကြီးကိုကြော့ကြော့အင်နာကပြန်လည်ဝယ်ယူထားပြီးတော့အသွင်တစ်မျိုးနဲ့စမ်းသစ်သိဆိုသွားဖို့လေးစီစဉ်ထားတာပါ။မစ်ပြန်ဝဲမှာဝင်ပြိုင်ဘူးတာကြောင့်ကြော့ကြော့အင်နာကိုနမဲချီဒီဇိုင်နာတို့ကရှိုးရှောက်ဖို့အတွက်လာရောက်ပြီးတော့ကုညီတောင်းတာမျိုးလည်းရှိပါသေးတယ်။ အဲ့ခါမှာတော့ကြောကြောအင်နာဟာကုညီပြီးတော့ရှောက်ပေးဖြစ်တယ်လို့ကြောကြောနနကလည်းလိုလိုလားလားနဲ့သဘောတူလက်ခံပေးပါရည်ကြောကြောအင်နာကအမှုပညာလုပ်တွေကိုလောက်ကန်ရတာဝါသနာပါသူဖြစ်တာကြောင့်တရုတ်ဆောင်လုပ်ကိုလည်းလုပ်ကြည့်ချင်ပါရည်မတူညီတဲ့နေပင်တစ်ခုရဲ့ကွာခြားချက်ကိုသိရှိပေးပေးမယ်လေကိုရိုင်းစ조사အထုတ်ပြီးတော့နေရာတစ်ခုရရှိဖို့အတွက်ကြောကြောအင်နာဟာရှီမန်းထားတာကြောင့်ဖြစ်ပါရည်အခုဆိုရင်တော့ကြောကြောအင်နာကအသက်၁၈နှစ်ပြည့်သွားပြီဖြစ်ပါရည် ကိုရင်စင်စားဆုံးဖြတ်တက်ပြီးဖြစ်တဲ့အွေကိုလည်းရောက်ရှိလာပြီးဖြစ်လို့ကြောကြောအနန္ဒဘက်ကလည်းတက်နိုင်သလားဖြေလျှော့မှုတွေပြုလုပ်ပေးလာခဲ့ပါရီ။ဒါကြောင့်အခုဆိုရင်တော့ကြောကြောအိနာဟာရုပ်တံဇလန်တွဲတစ်ခုဖြစ်တဲ့အစိမ့်ဝိုင်မှာပါဝင်တရုတ်ဆောင်မှုတွေလက်ခံလိုက်ပြီးဖြစ်ပါရီ။ကြောကြောအိနာကရုပ်ရှင်ကားတွေရှိုက်ဖို့လက်ခံရမှာခေါင်းဆောင်နေရာမှာဆိုတာတွေဘာတွေနဲ့မန်တင်းထားတာမျိုးမရှိပါဘူး။လောက်ွယ်ရောက်ဖို့ပဲအဓိကစဉ်းစားပါရီ။သူမအတွက်လောက်ကိုက်ရမယ်ဆိုရင်တော့ကြောကြောအိနာကဇက်ကောင်မရှိဘဲနဲ့အကုန်လုံးကိုလက်ခံရှိုက်ကူသွားဖို့ကိုလည်းသင်ရှိနေကြတာပါ။ ကောင်းဆောင်မင်းသမီးတွေစင်ပြိုင်နေရွှေရရထိန်ကိုရရချင်းကြောင့်ချိန်တရင်ရောက်ရှိလာမယ့်နေရာကိုပဲကြော့ကြော့အင်နာကတမိုးထားပါရီ။ဒါကြောင့်ခုဆိုရင်တော့ကြော့ကြော့အင်နာကထုတ်လို့ရတဲ့ခုနဲ့သုံးနှစ်စာကြောချုပ်ဆိုထားခဲ့ပြီဖြစ်ပါရီ။ကြော့ကြော့အင်နာကတော့အကောင်းဆုံးတွေကိုပဲစူးစမ်းလုဆောင်နေပေမဲ့လေ၊သူမလုံနေရတွေကသူမရဲ့ဦးလေးဖြစ်တဲ့ကြော့ကြော့နန္နာရဲ့လွှမ်းမိုးမှုတွေအများကြီးရှိနေတဲ့ဆိုပြီးပရိသတ်တွေကဝေဖန်နေကြပါရီ။အထူးသဖြင့်ကြော့ကြော့နန္နာလိုမထော်မနှမ်းတွေဖြစ်နေတယ်လို့ဝေဖန်ခံနေရတာပါ။ နောက်ဆုံးထွက်လာတဲ့တကြံတချင်းမှာဆိုရင်ဒီချက်ကရန်ကုန်မှာတည်တာလုံးနေတယ်လို့လည်းပြည်သက်တရားထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ပြည်သက်များအနေနဲ့ကရောကြောကြောအိနာရဲ့လုပ်ပုံကိုင်ပုံတွေကကြောကြောနနကြောင့်မထော်မနှမ်းတွေဖြစ်နေရလို့ခန့်စားမိပါသလား။ comment မှာပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိတချို့အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဆယ်လီလေးနုပညာရှင်တွေနဲ့ပတ်သက်တဲ့တစ်တစ်သောသတင်းတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးဖို့လိုပါလိမ့်မယ်နော်။